Iniesta Barcelona ရဲ့ကနေဝင်ကစားဟန်တီကီတက်ကာကြာဆုံးခြင်းဒါမှမဟုတ်မိမိန်သွားခြင်းဟာအကြောင်းရင်းတစ်ခုတည်းကြောင့်မဟုတ်ပဲနီးဖြူဟာပိုင်းဆိုင်ရာပြောင်းလဲမှုတွေကစားသမားပြောင်းလဲတွေနဲ့နာမည်ကြီးကစားသမားရော့ကျသွားတာတွေကိုပေါင်းဆက်ပြီးဖြစ်ပေါ်လာတာပါတီကီတက်ကာရဲ့ကြာဆုံးရခြင်းအဓိကအကြောင်းရင်းတွေကိုအောက်ပါအတိုင်းတင်ပြလိုက်ရပါတယ်။ပြန်ဖက်များရဲ့နီးပြူဟာမြောက်ပြန်လဲခြေပေါမှုများအကြီးမားဆုံးအကြောင်းရင်းကတော့တီကီတက်ကာကိုတံပြန်မှု အထူးဒီဇိုင်းထုတ်လုပ်ထားတဲ့ပြိုင်ဘက်နီးပြူဟာတွေတိုးတက်လာခြင်းပဲဖြစ်ပါတယ်။ပြိုင်ဘက်မန်နေဂျာတွေဟာတီကီတာကာကိုအနိုင်ယူဖို့နီးလန်းတွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အပြည့်ထန်ခံစစ်ပိတ်ဆို့ကစားခြင်းပြိုင်ဘက်အသင်းတွေဟာတိုက်စစ်ကစားတာကိုရပ်တန့်ပြီးကိုယ်ပိုင်နယ်ထဲမှာခံစစ်လူဒန်း၄ဦးဒါမှမဟုတ်၅ဦးကိုအတန်းလိုက်ကြစ်ကြစ်လစ်လစ်ဖွဲ့စည်းပြီးခံစစ်ပုံစံကစားခဲ့ကြပါတယ်။ဒီလိုလှုပ်ရှင်းဟာဘာစီလိုနာရဲ့ရှုပ်ထွေးတဲ့ပေးပို့မှုတွေကနေ ဖောက်ထွက်ခြင်းနဲ့လောက်ွယ်ကလေယာလွတ်တွေကိုဖယ်ရှားပစ်ခဲ့ပြီးအကျိုးမရှိတဲ့ဘောလုံးပိုင်ဆိုင်မှုတွေကိုဥတည်စေခဲ့ပါတယ်။ပြင်းထန်တဲ့ကောင်တာတိုက်စစ်များပြန်ဖက်တရားခံစစ်ပုံစံကစားပြီးဘာစီလိုနာရဲ့ခံစစ်ကစားသမားတွေဖြစ်တဲ့ဒန်နီအေဘတ်ဂျော်ဒီအေဘာနဲ့ကွင်းလယ်လူတွေကိုချစ်တက်လာဖို့တွန်းအားပေးခဲ့ကြပါတယ်။ပြန်ဖက်အသင်းဟာဘောလုံးကိုပြန်လည်ရရှိတဲ့အခါရှိကိုတက်နေတဲ့ဘာကာကစားသမားတွေခြံခဲ့တဲ့နေရာလွတ်တွေစီကိုပြင်မြန်သောပေးပို့မှုတွေကိုချက်ချင်းစတင်ခဲ့ကြပါဗျာ ဒါကြောင့်မော်ရင်ဟိုရဲ့အင်တာမီလန်ရီယယ်မက်ဒရစ်နောက်ပိုင်းမှာဒီဂိုစီမျူနီရဲ့အက်တလက်တီကိုမက်ဒရစ်နဲ့ဂျက်ဟေးနဲ့ရဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ဟာတံပြန်တိုက်စစ်တွေမှာဘာစီလိုနာအတွက်အလွန်အနေရများခဲ့ပါတယ်။အဓိကကစားသမားများကိုဖိအားပေးခြင်းပြိုင်ဘက်တွေဟာတိုက်စစ်တည်ဆောက်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့ကစားသမားတွေအထူးသဖြင့်ဆာဂျီယိုဘက်စကွတ်နဲ့ဆာဗီဟန်နန်ဒက်တို့ကိုလူကပ်ပြီးဖိအားပေးလာခဲ့ကြပါတယ်။ဒါဟာဘာစီလိုနာရဲ့ပုံမှန်စီချက်ကိုဖျက်ဆီးခဲ့ပြီး အနေရှိတဲ့နေရာတွေမှာအမားတွေဖြစ်ပေါ်အောင်တွန်းအားပေးခဲ့ကြပါတယ်။နံပါတ်1အဓိကကစားသမားများဆုံရှုံခြင်းတိကီတကကစားဟန်နဲ့အန်ဝင်ကြဖြစ်တဲ့မျိုးဆက်တဲ့ကစားသမားစုဝေးပေါ်မှာမိခွေခဲ့ရပါတယ်။ဘာစီလိုနာရဲ့ရွှေခစ်ကိုဇာဗီအင်ဒီစတာနဲ့ဘူးစကွတ်တို့ရဲ့တရီကန်ကွင်းလေဖြစ်တက်မှတ်ခဲ့ကြပါတယ်။ဇာဗီနဲ့အင်ဒီစတာတို့အသက်ကြီးပြီးထွက်သွားတဲ့အခါမှာသူတို့ရဲ့ထူးခြားတဲ့ဘောလုံးနည်းပညာ၊နေရာယူမှုနဲ့ ပေးပို့မှုဉာဏ်ရည်မျိုးရှိတဲ့ကစားသမားတွေကိုပြန်ရှာဖို့မဖြစ်နိုင်သလောက်ဖြစ်ခဲ့ပါတယ်။စနစ်ဟာထိ ंछ ုံမှုနဲ့ပေါက်ထွက်နိုင်မှုအတွက်အဓိကအင်ဂျင်တွေကိုဆုံးရှုံးခဲ့ရပါတယ်။ဝါဒီယိုလာလက်အောက်မှာလီယိုနယ်မက်ဆီဟာ Force Nine အဖြစ်ကွင်းလယ်မှာလူရင်အားတာစီရအောင်ဖန်တီးပေးပြီးနေရာလွတ်တွေဖွင့်ပေးရမှာအရေးပါခဲ့ပါတယ်။ဘာစီလိုနာမှာမက်ဆီကြံရှိနေခဲ့ပေမဲ့သူ့ကိုအထောက်အကူပြုတဲ့ကစားသမားတွေပြောင်းလဲသွားခဲ့ပြီးစနစ်ကိုအဖွဲ့လိုက်လေဘက်စီတဲ့ပြင်းထန်တဲ့ဖိအားပေးတဲ့ခန်းစစ်အားထုတ်မှုနဲ့နေရာယူမှုစီကံတွေပျောက်ဆုံးသွားခဲ့ပါတယ်။ မူလာဂွာဒီယိုလာလက်ထက်အီကီတကာဟာဘောလုံးကိုဆုံရှုံသွားပြီးစက္ကန့်ပိုင်းအတွင်းပြန်လည်ရယူဖို့ high pressing ပုံစံကိုကစားခဲ့ကြပါတယ်။အဓိကကစားသမားတွေအသက်ကြီးလာတာနဲ့မျှအဲ့ဒီ pressing ရော့ချသွားပြီးပြိုင်ဘက်တွေကိုသူတို့ရဲ့တံပြန်တိုက်စစ်တွေကိုစနစ်တကျပြင်ဆင်ဖို့ချိန်ပိုပေးလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။နှစ်ချုပ်အားဖြင့်မိမိန်သွားခြင်းဟာတန်လျာလေတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ဒီထူးခြားတဲ့နည်းပြဟာအီကီတကာကစားဟန်ကိုတစ်ခါမှမပေါ်ဘူးတဲ့မျိုးဆက်တဲ့ကစားသမားအုပ်စု ဇာဘီအင်ဒီယစ်တာမက်ဆီတို့ကစုံလင်အောင်ဖန်တီးခဲ့တာကြောင့်အောင်မြင်မှုရခဲ့ပါတယ်။အဲ့ဒီအောင်မြင်မှုကပြိုင်ဘက်တွေကိုထိရောက်တဲ့တံပြန်နီးပြူဟာတွေကိုပေါ်ထုတ်ဖို့လှုံ့ဆော်ပေးခဲ့ပြီးမူလကစားသမားတွေနဲ့ကစားအပြင်းထန်မှုမရှိတော့တဲ့အခါအဲ့ဒီခန်းစစ်နီးစနစ်အသစ်တွေကိုကြော်လွှားဖို့ဒီတီကီတာကာကရုန်းကန်ခဲ့ရပါတယ်။တီကီတာကာကိုတံပြန်မှုအထိရောက်ဆုံးနီးပြူရာကိုဖန်တီးခဲ့သူကတော့ဘိုင်ယန်မြူးနစ်နီးပြားဂျက်ဟီးနက်ပဲဖြစ်ပါတယ်။သူဟာ2012-2013ရာသီမှာဘိုင်ယန်မြူးနစ်ကိုကင်တွယ်ခဲ့ပြီး အဲ့ဒီယာဒီမှာဘိုင်ယန်ဟန်ဘာစီလိုနာကိုလုံးဝဖျက်ဆီးပစ်ခဲ့တဲ့နီးပြူဟာကိုအသုံးပြုခဲ့ပါတယ်။ဂျေဟီနဲ့ရဲ့ဘိုင်ယန်ဟာတီကီတကာရဲ့အားနည်းချက်ကိုအပြည့်အဝခွင့်ကောင်းယူခဲ့ပြီး2013ခုနှစ်ချန်ပီယံလိဆီမီဖိုင်နယ်မှာဘာစီလိုနာကိုနှကြော်ပေါင်း8-0နဲ့အနိုင်ရရှိခဲ့ပါတယ်။ဂျေဟီနဲ့ရဲ့ဘိုင်ယန်မြို့နယ်ဟာတီကီတကာကိုအနိုင်ယူဖို့နီးပြူဟာနှစ်ခုကိုပေါင်းဆက်အသုံးပြုခဲ့ကြပါတယ်။ပြည့်ထန်တဲ့ဖိအားပေးမှု aggressive counter pressing သူတို့ဟာဘာစီလိုနားရဲ့ကွင်းလယ်လူတွေအထူးသဖြင့် back squat နဲ့ဇာဘီကိုဘောလုံးရတာနဲ့ချက်ရှင်းပြီးအပေးစီပြီးဘာကာကိုသူတို့ရဲ့ပုံမှန်စီချက်အတိုင်းကစားခွင့်မပေးခဲ့ပါဘူး Bayern Munich ရဲ့ pressing ဟာဘာစီလိုနားရဲ့ pressing တက်တောင်းပိုပြီးပြင်းထန်မြန်ဆန်ခဲ့ပါတယ်လျှက်တစ်ဖက်တံပြန်တိုက်စစ်များ Bayern ဟာကွင်းလယ်မှာဘောလုံးကိုလွတ်ယူလိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းမှာပဲရှေ့တန်းကိုလှင်မြန်တဲ့ပေးပို့မှုတွေကိုတိုက်ရိုက်တိုက်စစ်ဆင်ခဲ့ပါတယ်ဘာစီလိုနားရဲ့ဝင်းဘက်ကစားသမားတွေနဲ့ကွင်းလယ်လူတွေဟာ တိုက်စစ်တွေရှေ့တက်နေတဲ့အတွက်နောက်တန်းမှာနေရာလွတ်တွေပေါ်များနေတာကိုအခွင့်ကောင်းယူခဲ့ကြပါတယ်။ရီပါရီနဲ့အာဂျန်ရောဘင်လို့လို့တောင်ပံကစားသမားတွေဟာအဲ့ဒီနေရာလွတ်တဲ့စီကိုလျှက်တစ်ပြက်အချိန်နဲ့ထိုးဖောက်ဝင်ရောက်ပြီးဂိုးတွေသွင်းယူခဲ့ကြပါတယ်။ဂျဟင်းရဲ့ဒီနီးဗျူဟာကဘာစီလိုနာရဲ့တီကီတက်ကာခေတ်အဆုံးသတ်သွားပြီဆိုတာကိုကဘာကတိကျထင်ရှားစေတဲ့ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။အခြားထင်ရှားတဲ့မန်နေဂျာတွေဖြစ်တဲ့ဂျိုစီမော်ရီဟိုနဲ့ဒီယေဂိုစီမီနီတို့ဟာလည်းခံစစ်ကိုကြစ်ကြစ်လက်လက်ထားပြီး တံပြန်တိုက်စစ်ကိုအားပြုတဲ့နီးဗျူဟာရီနဲ့တီကီတာကာကိုတော်တော်လေးဒုက္ခပေးနိုင်ခဲ့ကြပါတယ်။ဘာစီလိုနာရဲ့နာမည်ကျော်လူငယ်ဘောလုံးအကယ်ဒမီဖြစ်တဲ့လာမာစီယာဟာတီကီတာကာကစားဟန်ကြဆုံးမှုနဲ့ကစားဟန်ပြောင်းလဲမှုတွေအပေါ်အကြီးအကျယ်တက်ရောက်မှုရှိခဲ့တယ်လို့အဲ့ဒီအပြောင်းလဲတွေကြောင့်သူတို့ကိုယ်သူလည်းပြောင်းလဲခဲ့ကြရပါတယ်။တီကီတာကာရဲ့အောင်မြင်မှုဟာလာမာစီယာကနေထွက်ပေါ်လာတဲ့ကစားသမားတွေရဲ့အရေးသေးကြောင့်တိစောက်ထားတာဖြစ်ပါတယ်။မက်ဆီ၊ဇာဗီ၊အင်ဒီယစ်တာ၊ဘူးစကွတ်၊ပီကေတို့လိုကစားသမားတွေဟာ ငယ်စဉ်ကတည်းကတီကီတာကာရဲ့အခြေခံမူတွေဖြစ်တဲ့ possession play ဘောလုံးပေးပို့မှုနဲ့အချင်းချင်းနားလည်မှုတို့ကိုကျွမ်းကျင်ပိုင်နိုင်စွာသင်ယူခဲ့ကြရပါတယ်။သူတို့အတွက်ဒီစနစ်ဟာ second nature တစ်ခုလိုတောင်ဖြစ်နေပါတယ်။2010ခုနှစ်ဘာလွန်ဒေါ်နောက်ဆုံးစကားတင်၃စလုံးဟာလာမာစီယာထွက်တွေဖြစ်နေခဲ့တဲ့ဟာဒီကယ်ဒမီရဲ့အောင်မြင်မှုကိုပေါ်ပြနေပါတယ်။တီကီတာကာကြဆုံးချိန်နဲ့ကစားဟန်ပြောင်းလဲလာချိန်မှာလာမာစီယာရဲ့အခက်ကဏ္ဍဟာအောက်ပါအတိုင်းပြောင်းလဲခဲ့ရပါတယ်။ မတည်ရေသေးကြဆင်းခြင်း၂၀၁၀ပြည့်နှစ်များနောက်ပိုင်းမှာဇာဘီနဲ့အင်ဒီရီစတာတို့လိုရှည်စွမ်းမျိုးရှိတဲ့တီဂီတာကာကစားဟန်နဲ့အံဝင်မဲ့ကွင်းလေဖန်နီးခြင်းမျိုးဆက်တကိုထွက်ပေါ်လာဖို့ခက်ခဲခဲ့ပါတယ်။ကလပ်ဟာအပြင်ကကစားသမားတွေကိုရေးကြီးစွာဝယ်ယူခြင်းကိုပုံမအားဆိုင်ခဲ့ပြီးအကယ်ဒမီထွက်လူငယ်ကစားသမားတွေကိုအခွင့်အရေးပေးရမယ့်စာ၎င်းတို့ရဲ့နေရာမှာပြင်ပကစားသမားတွေကိုအစားထိုးအသုံးပြုခဲ့ကြပါတယ်။နံပါတ်1ကစားသမားရှာဖွေမှုအပြောင်းလဲဘောလုံးလောကဟာတီဂီတာကာကိုတံပြန်မှု ကိုကာယကြက်ခိုင်မှုနဲ့ပြင်းနှုံးကိုအားကိုးလာတဲ့အခါဒါမာစီယာဟာလည်းနိစနစ်ပိုင်းအထူးကျွမ်းကျင်သူတွေအစားရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ကစားသမားတွေဒါမှမဟုတ်တက်စတစ်ကစားနိုင်တဲ့ကစားသမားတွေကိုရှာဖွေရွေးချယ်ခဲ့ကြပါတယ်။ကလပ်အသင်းကြီးဟာလူးဝစ်အန်နီလက်ထက်မှာတိုက်စစ်ကစားမှုကိုပုံမအသုံးပြုလာတဲ့အခါလာမာစီယာဟာအနည်းနဲ့လှလှသင်ကြားပေးခဲ့တဲ့တီကီတကာရဲ့နက်နဲတဲ့နေရာယူမှုသင်ခန်းစာတွေဟာအသင်းကြီးရဲ့လိုအပ်ချက်နဲ့ကွာခြားလာခဲ့ကြပါဗျ။နီးပြစာပြီးရောက်လာပြီးနောက လာမစီယာဟာတီကီတကာရဲ့အမွေးနှစ်ကို ပြန်လည်ထိမ့်သိမ်းရမှာအဓိကတော့ကျွဲဖြစ်လာခဲ့ပါဗျ။ဇာဗီဟာဂါဗီပက်ဒရီအလက်ဂျန်ဒရိုဘယ်ဒီလမင်းယာမဲရိုလိုလူငယ်စားသမားတွေကိုရဲရဲဝံ့ဝံ့အခွင့်ရေးပေးခဲ့ပါဗျ။လက်ရှိမှာလာမစီယာထွက်လူငယ်တွေဟာဘာစီလိုနာရဲ့ကစားဟန်ကိုပြန်လည်တိဆောက်ရမှာအဓိကကြောယူဖြစ်နေပါဗျ။သူတို့ဟာတီကီတကာရဲ့အခြေခံမူတွေကိုနားလည်ထားပေမဲ့မော်ဒန်ဖုတ်ဘောရဲ့လိုအပ်ချက်တွေဖြစ်တဲ့ PR ပြင်းထန်မှုနဲ့ ဓာတ်ရိုက်ထိုးပေါက်နိုင်စမ်းတွေကိုပေါင်းဆက်ပြီးကစားနေခဲ့ကြပါဗျာ။ဒါမာစီယာဟာတချင်းကဒီကီတကာရဲ့အုတ်မြစ်ဖြစ်ခဲ့ပြီးစနစ်ကျဆင်းချိန်မှာစင်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါဗျာ။ဒါပေမဲ့ယခုခါမှာတော့ကလပ်ရဲ့ဘန်နာရဲ့အခြေအနေအရရောဇာဗီရဲ့နီးစနစ်အရပါဒါမာစီယာဟာဘာစီလိုနာရဲ့အနာဂတ်ကစားဟန်ကိုပြန်လဲပုံဖော်မဲ့ကက်တရှင်အဖြစ်ပြန်လဲရက်တည်နေပါဗျာ။လီယိုနယ်မက်ဆီဟာတီကီတကာစနစ်ရဲ့အဓိကအစိတ်အပိုင်းဖြစ်သလိုအဲဒီစနစ်ကျဆုံးချိန်မှာ သူ့ရဲ့ကစားဟန်ပြောင်းလဲမှုတွေဟာဘာစီလိုနာရဲ့နောက်ဆက်တဲ့ကစားပုံပေါ်တိတိတတ်တာတက်ရောက်မှုရှိခဲ့ပါတယ်။ဘက်ကွာဒီယိုလာလက်ထက်မှာမက်ဆီယာစနစ်ကိုအခိုင်အမာဆုံးဖြစ်စေတဲ့ဗဟိုချက်ဖြစ်ခဲ့ပါတယ်။မက်ဆီယာတိုက်စစ်မှုနေရာမှာရက်တီပေမဲ့ကွင်းလေကိုပြန်ဆင်းပြီးကစားပါတယ်။ဒါကြောင့်ကွင်းလေမှာဘာကာဟာလူဝင်ရပုံမှုရရှိခဲ့ပြီးပြိုင်ဘက်ခံစစ်တွေကိုရှေ့ထွက်လာဖို့ဆွဲဆောင်နိုင်ပါတယ်။မက်ဆီယာကွင်းလေလူတွေဖြစ်ကြတဲ့ဇာဘီအင်နီယစ်တာနဲ့ ဘောလုံးကိုအပေးယူအမြန်ဆုံးလုပ်နိုင်တဲ့နည်းစနစ်ပိုင်းအမြင့်ဆုံးကစားသမားဖြစ်ပြီးဂိုးသွင်းယူရမယ့်အခန်းကဏ္ဍရော ဖန်တီးပေးရမယ့်အခန်းကဏ္ဍရောနှစ်ခုလုံးကိုထမ်းဆောင်နိုင်ခဲ့ပါတယ်။ဒီစနစ်မှာမက်ဆီရဲ့လှုပ်ရှားမှုတွေဟာဘာစီလိုနာရဲ့စုပေါင်းကစားဟန်ကို လုံးဝပေါင်းဆက်စေခဲ့ပါတယ်။တီကီတာကာကိုပြိုင်ဘက်တွေကစတင်တံပြန်လာနိုင်တဲ့အခါမက်ဆီရဲ့ကစားပုံလည်းပြောင်းလဲခဲ့ပါတယ်။တီကီတာကာပြတ်သုံးပြီးနောက်လူးစ်အန်ရီလက်ထက်မှာ မက္ဆီကိုညာဘက်တောင်ပံကိုပို့ဆောင်ခဲ့ပါတယ်။တိုက်စစ်ဗဟိုမှာဆော်ရက်ကိုထားပြီးနေမာကိုဘယ်ဘက်မှာထားခဲ့ပါတယ်။ကွင်းလယ်မှာရှုပ်ထွေးတဲ့အပေးယူတွေထက်ကွင်းလယ်လူတွေဟာမက္ဆီနေမာဆော်ရက်တို့စီကိုဘောလုံးကိုတိုက်ရိုက်ပေးပို့ခဲ့ပါတယ်။မက္ဆီဟာသူကြွချင်တဲ့တူးချင်းစွမ်းရည်ကိုအသုံးပြုပြီးဂိုးသွင်းနိုင်တဲ့ဖန်တီးတဲ့အခွင့်အလမ်းတွေကိုကိုယ်တိုင်ဖန်တီးယူခဲ့ပါတယ်။မက္ဆီအသက်ကြီးလာတာနဲ့အမျှကစားပွဲတစ်ခုလုံးဟာသူဟာလမ်းလျှောက်တာနဲ့ရန်နာတာကို ပို့လုတ်ခဲ့ပါတယ်။ဒါဘောလုံးသူ့စီကိုရောက်တဲ့အခါ အသင်းရဲ့အားထုတ်မှုကိုချက်ချင်းအပြောင်းအလဲလုပ်ပေးနိုင်စွမ်းရှိပါတယ်။ဒါတီကီတာကာရဲ့ပြင်းထန်တဲ့ဖိအားပေးမှု high pressing အပိုင်းကိုအားနည်းစေခဲ့ပါတယ်။တီကီတာကာကြဆုံးချိန်မှာမက်ဆီရဲ့ကစားပုံဟာဒါသွားနှစ်ဖက်လိုဖြစ်ခဲ့ပါတယ်။မက်ဆီရဲ့တူးချင်းဆွဲဆောင်ရေးဟာဘာစီလိုနာကိုတီကီတာကာကစားဟန်မလဲပတ်နိုင်တော့တဲ့အခြေအနေမျိုးမှာတောင်အောင်မြင်မှုတွေကိုဆက်လက်ရယူနိုင်ခဲ့ပါတယ်။သူဟာစနစ်ရဲ့ရှုဝင်းချက်ကိုသူ့ရဲ့ပါရမီနဲ့ဖုံးကွယ်ပေးနိုင်ခဲ့ပါတယ်။ မြို့ပြတွေကအသင်းကိုပြန်လဲထီထောင်ပြီးအသင်းကိုစုပေါင်းစနစ်နဲ့ကစားစေဖို့ကြိုးစားမယ်အစားမက်ဆီကိုသာအားကိုးတဲ့အလေးထားဖြစ်လာခဲ့ပါတယ်မက်ဆီဟာကစားပွဲကိုလုံးဝထိန်းချုပ်နားတိုင်နေသူဖြစ်တာကြောင့်အခြားကစားသမားတွေနဲ့မြို့ပြတွေဟာစနစ်ပိုင်းဆိုင်ရာတာဝန်ကိုလင့်လူရှုပြီးမက်ဆီရဲ့မော်ဆန်မှုကိုပဲစောင့်မျှော်ခဲ့ကြပါတယ်မက်ဆီဟာ2020ခုနှစ်မှာထွက်ခွာသွားတဲ့အခါဘာစီလိုနာစနစ်ပြပြမှုရဲ့အမှန်တကယ်ပြဿနာကိုရင်ဆိုင်ခဲ့ပါတယ်